ပါရှင်ထမင်းကြော်ဆက်ဆက်လေးကြော်စားဘူးလားရှင်လုံနီးလေးများပါမယ်ထိုင်းထမင်းကြော်နီးလေးလည်းဖြစ်သလိုငြူတိမဲ့နီးလေးလိုအပ်ပါတယ်ငြူတိစိမ့်နေရပါတယ်ထမင်းကတော့ဒါကျွန်မချက်ထားတဲ့ထမင်းလေးဖြစ်ပါတယ်ရှင်ကျွန်မရင်ကတော့ထမင်းကိုဂျပန်ဆန်နဲ့ရောချက်တာမို့လို့နည်းနည်းလေးတော့စိတ်နေပါတယ်နော်အဆင်ပြေအောင်ကျွန်မကတော့မကြော်ခင်ဒီမှာစပြီးတော့မွှားထားလိုက်ပါတယ်ရှင် ။မမင်းကြောင်ကြောင်တဲ့အခါမှာကျမတို့ကလေအရင်နေ့ကကျန်တဲ့ဓမင်းကျန်တွေကပိုကောင်းမှာပေါ့နော်။ပြီးတော့ကျစ်ကွန်ဖြူရငေုတ်တိမှက်ငြိမ်တိမဲများရမယ်ကျတော့မြဲနေနေလေးအဲ့ဒါကိုကြိတ်ထားမယ်เนาะစပြီးတော့ကြော်ရံအတွက်အိုးရဲကိုကျမစီထည့်လိုက်တယ်မိသားရင်စီပူအောင်ဆောက်မမယ်ကျမကဒီနေ့ကဘာအသားမှမထည့်ဘူးကြက်ဥနဲ့ပဲအသုံးပြုပါမှာဒါကြောင့်မလို့ဒီနေ့ကြက်ဥကိုတော့ကျမသုံးလုံးအသုံးပြုပါမယ်စီနေနေပူလာတဲ့ကြက်ဥသုံးလုံးကိုဖောက်ထည့်လိုက်ပါတယ် ုံသုံးလုံးဖောက်ထည့်ပြီးတော့အနေကျမတို့ကိုတင်းတင်းချာချာလေးမှုပေးမယ်နော်။ဒါမှမဟုတ်ကျမတို့တွေကိုစားလေးတော့နင်းနင်းလေးထည့်ပြီးတော့မှုပါလိမ့်ရှင်။စာလီနေနေလေးထည့်လိုက်တယ်ပြီးတော့မှုပါမယ်ကျောက်ကလေးအရသာမရှိဘူးဒါကြောင့်မို့ကျွန်မအစာအရသာလေးလိုချင်တဲ့အတွက်စားနေနေထည့်ပြီးတော့မှုလိုက်ပါမယ်ရှင်ကျောက်ကလေးတွေကိုလိမ့်လာတဲ့နေထိုင်ရောက်တည်တည်ကျွန်မအချိန်လေး7မိနစ်15မိနစ်လောက်ပေးပြီးတော့မှုပါရရှင်ကျောက်ဦးလေးတွေလိမ့်လာပါပြီကျွန်မစီနေတော့အခုလိုမျိုးဖြစ်နေရပေါ့နော်စီများရင်တော့ပုံပြီးစင်ပြရပါ ကျွန်မကစီကြောက်တဲ့အတွက်စီပေါ်အနည်းဆုံးအသုံးပြုပါတယ်။ကြောက်လေးလိတ်လိုက်ရင်တစ်ဖက်ကိုဖယ်လိုက်ပါ။ခလဲမှာစီနေနေလေးကျွန်မထပ်ထည့်မယ်နော်။စီနေနေလေးထပ်ထည့်ပြီးသွားတယ်ဆိုရင်တော့ကျွန်မကသူ့တဲကိုစိတ်ထားတော့စွတ်ပြူနဲ့ပြီးပြီးနဲ့ထည့်လိုက်ပါတယ်ရှင်။ဒီတော့ရင်တော့တပန်စီတက်ပြီးသားမယ်။တတိထားပါမှတ်တက်ပါလိမ့်ရှင်။ မြုံသီးမဲ့လူတွေကနည်းနည်းလေးမွေးလာတဲ့ချိန်မှာရောလိုက်ရှင်အခုလိုမျိုးလေးရောလိုက်ပါရောပြီးတော့လေဆိုရင်တော့ကျမတို့မွာလာတဲ့ခမင်းကိုထည့်ရင်ပြင်ဆင်ရမှာဖြစ်ပါရဲ့ရှင်ဒီနည်းလေးကကျမမကြမကြလို့စားဖြစ်တဲ့နည်းလေးဖြစ်ပါတယ်။ကိုကလေညီမကောင်း green ပြက်နေတယ်။ဒါမှမဟုတ်အမေအဖေညီမကောင်းတို့ green ပြက်နေတယ်။ အစားအသောက်အစမ်းလေးတွေစားခြင်းနဲ့ဒီသားစုကလည်းများနေတဲ့အိမ်မှာအဲကြက်ဝဲရှိတယ်တိတ်မလောက်ဘူးဆိုဒီပုံစံလေးနဲ့ခမင်းလေးနဲ့ကြက်လေးနဲ့ကြော်ပေးလိုက်မယ်ဆိုရင်စားလို့လည်းကောင်းတယ်စားတော့လည်းမင်းစီရဲ့မိလေးကိုကျွန်မမျှဝေခြင်းဖြစ်ပါလိမ့်ရှင်ခမင်းကိုတော့လေကျွန်မလုံးဝမဝါရနေသားရောက်ပြီးဖို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 းပြီးတော့ကျွန်မဒီမှာမှုရပါလိမ့်ရှင် ဒီထမင်းကြော်လေးအတွက်ကတော့ကျမကကဖောင်လင်ကြော်တဲ့ပုံစံအတိုင်းကြော်မှဖြစ်တဲ့အတွက်ကြောင့်မလို့အဓိကကတော့ QC ကိုကျမအဓိကထားပြီးတော့ထည့်ပါတယ်ရှင်။ QC ကအချို့တည်းရှိတယ်ဒါကြောင့်မလို့ QC ကိုကျမသူ့တည်းကိုထည့်တယ်။ပြီးတော့အယောင်လေးရှိတယ်ဒါကြောင့်မလို့ကျမ QC ကိုဦးစားပေးပြီးတော့ကျမဒီမှာထည့်ခြင်းဖြစ်ပါတယ်။ Rank ကကျတော့ပဲငံများကြီးအကျဲပါပဲငံများကြီးအကျဲအစိမ့်သက်လည်းရပါတယ်။အဲ့ဒါကိုတော့ကျမဒီမီစားစွတ်နဲ့ဒီဇွန်လောင်းခွဲစာလောက်ကျမထည့်လိုက်တယ်။အရင်ငယ်နေမှာဆိုတော့ကျမထိန်းပြီးတော့ထည့်တယ်။နောက်ပြီးတော့အရသာမဟုတ်ထည့်တယ်။ အမားတို့ကိုရင်းမလေးတို့မောင်လေးတို့ကအထုံမုံနဲ့ထင်နေပါတယ်ရှင်ပြီးတော့ရင်တော့အားရပါရမွေပါမြူသီးမိတ်အယောင်ကလည်းလှတယ်နောက်ခူးစီရဲ့အယောင်ကလည်းသူ့ကိုမြင့်တင်ပြီးတော့အယောင်လေးကတအားလှနေတယ်ရှင်နောက်ဆုံးကျမအပေါ်ကနေမြူကောင်းအုပ်တယ်မြူကောင်းအချင်းအပြင်နံပါတ်3ထင်းကြောင်မွေးသေးပါတယ်နံပါတ်2ပူပူလေးဆိုင်ရတာပေါ့မေဆန်ထိုင်လန်ပူပူဆက်ဆက်လေးအဲအဲ့လိုပုံစံမျိုးလေးဆိုသူကြိုက်တယ်ရှင်ဒါကြောင့်မို့ကျမဒီပုံစံလေးကိုမကြမကြလို့စောက်ပြတာပါ အားလုံးကိုမျှဝေခြင်းဖြစ်ပါတယ်ကျွန်မနဲ့ဒီထမင်းကြော်စားကြပါဦးရှင်ထမင်းကြော်ဆက်ဆက်လေးနည်းနည်းပဲထည့်ထားတယ်အများကြီးပဲပြီးပြီးတော့မှကျွန်မထပ်ထည့်စားမှာထမင်းကြော်နဲ့တွဲစားရင်ကစွန်းရဲ့ကြော်ထားတယ်ချက်ကြော်ထားတယ်နောက်ပြီးတော့ငမရီကြော်ထားတယ်အဲ့ဒါကိုအာပြေတိစားအောင်လည်းဆွဲမယ်ဟုတ်ပါဘူးပြေတိစားရင်လည်းဆွဲမယ်ပေါက်ပြဲပြောနေကြည့်လားอืม ကျမလည်းကိုချက်ကိုကောင်းကိုထဲမှာပါပါတယ်ကိုချက်ကိုအရသာကိုတည်တယ်သူများချက်တာကိုစားရင်လည်းပော့တလို့လို့ရှွတ်တလို့လို့ငန်းတလို့လို့မြဲနေပြပြန်တယ်အဲရမို့ကိုကကိုချက်ပါတယ်ကျမနဲ့နဲ့ညပါရကိုကကိုချက်ဟွန်းအရမ်းမိုက်အရမ်းမိုက်ပါလေဆက်တယ်အရမ်းငါမပြင်းဘူးအရသာမပြင်းဘူး ဆက်တဲ့ရတာလေးနည်းနည်းပဲပါအများကြီးမပါဘူးပေါ့နော်လှုပ်ရှားကြည့်ပါအားလေးကြရင်ကျွန်မလှုပ်ရှားတတ်တယ်ငရုတ်သီးမဲ့ထမင်းကြော်ပါအဲမှာ